ကတဲ့ငင်းချင်းများအားလုံးမင်္ဂလာပါကြုံထံဘလော့ကနေပြန်လေးကြိုဆိုလိုက်ပါတယ်နော်ဒီနေ့ကတော့တော့အိုးဆိုရသူကနေပြီးမသိတဲ့လူတွေကတော့ရှားမှာပဲနော်ကဲဟုတ်ပြရဆိုနားထောင်ကြည့်မယ်နော်ဘလို့ဆင်းလိုက်တာလဲဆိုတာလေးကောနော်တက်တော့နိုင်ငံပါလဲအခုတကြော နားထောင်ကြည့်နော်နားဝူဆိုလို့ရှိရင်ဖက်ဖို့လိုကြမ်းနေပါတယ်နော်နားထောင်ကြည့်ပါတက်ဇောင်းထလာတဲ့ဟိုလူမျိုးအတုဗလဲညာလူမျိုးတစ်မျိုးနာမည်နဲ့အဲဇောင်းထလာတဲ့ပြည်တော်သမားတွေတရေကလည်းကြားနေရကြအောင်နော်အဲ့တော့ဒီကလည်းခင်ဗျားတို့တမန်ကြောင့်ရပြရကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးနဲ့ဆိုင်နေတယ်မြို့လားအဲ့ရကိုင်းမီတဲ့ကိုမင်းကလေးလေးလုံးရင်းနဲ့ဝင်နေတာကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးရဲ့ကတော်ပြအဲ့အမျိုးယုံပါကြီးပါနော်ကျွန်တော်တို့ရဲ့ခေါင်းဒီနားတော့ကျင်တော့ကျောင်းရဲ့ကတော်ဖြစ်တဲ့အမျိုးယုံမကြီးရဲ့တမီးကတော့အမျိုးရှုံမကြီးဖြစ်သွားတာပေါ့နော်ကျန်တယ်နော် ဝိရတုကျွန်တော်ကျွန်တော်ဒီမျိုးမျိုးမကြီးကအဲသူ့ရဲ့ဆွေတော်မျိုးတော်လေးပေါ့နော်တခါပြည်တဲ့အလုံးရင်းနဲ့တောင်းခေါ်တင်းခဲ့တာအင်တန်အင်တန်အင်အားသင့်ဖို့ကောင်းတဲ့စကားလုံးပါဟုတ်ကဲ့ဟိုဖော်ပြချက်ပါတယ်ကျွန်တော်ဗီဒီယိုဒီမှာလေးပြောပြပါတယ်ကျွန်တော်နိုင်ငံရေးခံကြအကြောင်းကြုံရင်ကြုံသလိုလေးကျွန်တော်ပြောပြပြစ်ပါတယ်ကျွန်တော်ဒီဒေါ်ဆန်းစုကြည်နဲ့ဟိုနိုင်ငံရေးစဉ်းစားပုံတွေတွဲခုပုံတွေမတူပါဘူးမတူဘူးဆိုတဲ့အခါမှာအနေနဲ့မတူသလိုဟိုကျွန်တော်သူ့ထောက်ခံတဲ့သူတယောက်လေးမဟုတ်ဘူးဟုတ်ဒါပေမဲ့ အကာရဝါနဲ့ဒီလိုစော်ကားဖို့ဆိုတဲ့ကိစ္စတော့အင်တန်ခက်ခဲပါတယ်။နော်ဒီနေရာမှာနိုင်ငံရေးအနေနဲ့ဒီလိုဒေါ်အောင်ဆန်းစုကြည်ကိုပုဂ္ဂလိကဒိတ်ထန်နဲ့ဒီလိုစော်ကားမှုကပြောတာလည်းအပြင်သူကဘာလို့ပြောလဲဆိုတော့သူဒီနေရာမှာသုံးဆဲဝါကျွန်တော်တို့ရဲ့ခေါင်းဆောင်ကြီးဆိုတဲ့နေရာမှာဒါဗိုလ်ချုပ်အောင်ဆန်းကိုယူရခြင်းဖြစ်ပါတယ်။နော်သူခေါင်းဆောင်ကြီးရဲ့ကတော်အမျိုးရုပ်ပါကြီးဆိုတော့ဒါဒေါခင်ဂျီကိုပြောဆိုခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ဒီဒေါခင်ဂျီဒီဗမာပြည်နိုင်ငံရေးမှာဘာမှအဲ့လိုရှုပ်ပြီးရှုပ်ချက် လုံဆောင်ခဲ့ခြင်းရှိတာမျိုးတို့ကျွန်တော်တမိုင်းတည်းမှာကျွန်တော်တို့မတွေ့ရဘူးဟောနော်ကျွန်တော်တို့ဖက်ပွေးရတလောက်တည်းမှာမတွေ့ရဘူးနော်အေးစစ်စစ်ဟုတ်နောက်ပြီးတော့ရိုဟင်ဂျာတွေပေါ့နော်သူပြောသလိုဘင်္ဂါလီတွေကိုအမျိုးရုံမာကြီးကခေါ်သွင်းခဲ့တယ်လို့သူပြောတဲ့အခါမှာဒေါခင်ကြီးကဒီကိစ္စတွေမှာဘာပါဝင်ဘာမှမပတ်သားခဲ့ဘူးနော်ဒီကဲလေဘယ်လိုလုံဆောင်နေလဲကျွန်တော်တို့ဘာမှကျွန်တော်ဒီမှာမှတ်တမ်းမရှိဘူး။အဲဥရသူဒီမှာတော့သူ့မှာဒါလူမသိမရှာသူ့ဘက်သူရရှိထားတဲ့မှတ်တမ်းကြီးရှင်းတော့လေကျွန်တော်မပြောတဲ့ ဘယ်ကရတာဝေရသူမအခုကျွန်တော်အနေနဲ့ရတော့မသိနေဘူးဒီမှာမှဒိုခင်ဂျီပေါ့နော်ဒါဗမာပြည်မှာဘယ်လိုပဲဖြစ်ဖြစ်အာဇာနည်ကောင်းဆောင်တဦးဖြစ်တဲ့နိုင်ငံကောင်းဆောင်တိုင်းပြည်ထူထောင်မှုရဲ့ကောင်းဆောင်ကုလသမဂ္ဂဘော်ချောင်းဆိုင်ရဲ့ကတော့ဒိုခင်ဂျီကိုဒီလိုအမျိုးယုံမှားကြီးဖြစ်ပုတ်ခတ်စော်ကားရဲ့နောက်တစ်ခါကျတော့ဒါလက်ရှိဖန်သီးထိန်းသိမ်းခံနေရတဲ့အသက်80ရှိနေပြီဖြစ်တဲ့ညီတို့ပင်ဆိုတဲ့ကောင်မျိုးပေါ့နော်ဒါဗမာပြည်ရဲ့ဒီမိုကရေစီအိုင်ကွန်တဦးဖြစ်ခဲ့တဲ့ဒေါ်ဆန်းစုကြည်ကိုလေသူကအမျိုးယုံမှားကြီးဆိုပြီးတော့ဒါပြောတာဖြစ်ပါတယ်သူ့ တော်တော်ကျန်ရတယ်နော်ဟုတ်ဝိရသူနော်ဥဝိရသူအတွက်ကတော့ဒီလိုအမျိုးသမီးတွေပုံမှန်ဒီလိုနိမ့်နေတဲ့နာဆဲဆိုတာကတော့နော်ဆက်ပါဦးအရင်တော့ကလေဒါ professor yan hili ကိုလူကြားထဲမှာဟုတ်ဒါလူကြားထဲမှာဆိုလူလူအစည်းအဝေးမှာဟုတ်ရိုင်းရိုင်းဆိုင်ဆိုင်ဆဲဆိုခဲ့တဲ့ဟုတ်နော်အစည်းအဝေးထဲမှာနော်အဲဒီရန်ကုန်မြို့မှာဆိုလို့ရှိရင်အဲ့လိုမျိုးလောက်ခဲ့တဲ့ဟာထဲမှာအများကြီးကျန်တဲ့ဗီဒီယိုလေးတွေရှိတာပေါ့နော်ဆိုင်လေးရှိပါတယ်သူကတော့ immediate နှုတ်ကျန်းနေလူတယောက်ပါပဲ နော်တန်ကန်ဝက်ပြီးတော့နော်မြန်မာနိုင်ငံမှာလည်းပါတယ်ဖြစ်လို့ဖြစ်နေမှကိုမသိတော့ခဏနေလို့ရှိရင်ပန်လန်ပေါ်တက်ပြီးတော့တရားဟောလိုက်မိမာတွေဟောလိုက်ယောက်ျားလေးတွေဟောလိုက်ဖန်လိုက်ဟုတ်နော်ဘာလို့ပြောဖြစ်မှကိုမသိတော့ဗုဒ္ဓဘာသာဖုံးလို့ရပါဘုဒ္ဓကနော်ဗုဒ္ဓဘာသာမြန်မာနိုင်ငံမှာဖုံးကြီးတွေကတရားတက်မဟုတ်ဘူးနဲ့လူသားတွေကနေပြီးတော့ဖုံးကြီးတွေဖြစ်ပြီးတော့ဟာဗုဒ္ဓကသုံးမော်အာဂုံဆောင်တာတော့ဘာတော့ညာတော့နော်တော်တော်လေးကိုအဲဒီလူတွေနော်ဒါ ရှော့ပါရှော့ရှော့ဖြစ်စီရတော့ကောင်းပါလေနော်ဘောကျော်ဘောကျော်ကတော့တော်ခင်ကြီးပေါ့ဗျာဘောကျော်ကတော့တော်ခင်ကြီးရောအမျိုးယုံမှကြီးလို့သူပြောချင်းရတာမြင်သူပြောတာတစ်ခါတည်းမင်းပြောတာနှစ်ခါသွားရှိနေပြီနော်အင်မတန်အင်မတန်ကြောက်ဖို့ကောင်းပြီအင်မတန်ထိတ်လဲမှုကောင်းတဲ့အခြေအနေပါအဲဒီပါတီကိုထောက်ခံတာမထောက်ခံတာလည်းမဆိုင်ပါဘူးကျွန်တော်တို့ဒီ နိုင်ငံကောင်းဆောင်တယောက်လိုပဲခင်ဗျားတို့တတ်မှတ်တတ်မှတ်ပါတီကောင်းဆောင်လိုပဲတတ်မှတ်တတ်မှတ်အစိုးရအဖွဲ့ကောင်းဆောင်လိုပဲတတ်မှတ်တတ်မှတ်ဒေါ်ဆန်းစုကြည်ဆိုတာကတော့သူ့ရဲ့တမိုင်းရဲ့ဖြတ်တမ်းမှုနဲ့ခံခဲ့ပေါ်မှာရှိရတူတယောက်ဖြစ်ပါတယ်အဲဒါစစ်တပ်ကဒေါ်ဆန်းစုကြည်ကိုတစ်ချိန်လုံးကလမကလမဆိုပြီးတော့ဒါအနောက်တိုင်းကဒီဒေါ်ဆန်းစုကြည်ရဲ့အမျိုးသားနဲ့ နိုင်ငံသားဖြစ်မှုကိုရည်ရွယ်ပြီးတော့စစ်တပ်ကဒေါ်စန်းစုကြည်ကိုကလမလို့ခေါ်ဆိုခဲ့တယ်လို့ပဲသူကတော့ပို့ပြီးတော့ဘာရှိနှင်လိုက်တာပေါ့ဗျာသူသူပြောသလိုသူသူ့ဝေါ်ရတာပေါ့နော်သူမကြမ်းကြတုံးတဲ့ဝေါ်ရတိုင်းနဲ့ပြောရရင်တော့တခင်အားရကြုံပါဝလှုပ်လိုက်တယ်လို့ပဲကျွန်တော်နားလေပါလေအမေရိကန်ဆိုရင်တော့ဒီကိစ္စတော့ဗမာပြည်မှာနိုင်ငံရေးတမိုင်းကိုတည်ရလူတို့ဘုံနိုင်ငံရေးတမိုင်းဘာတမိုင်းမှမတည်ရသူတွေဖြစ်နေဘူးဆိုကဲဒေါ်အောင်ဆန်းစုကြည်ဒီနိုင်ငံရေးသဘောထားအနေကွဲလို့ခဏတော့ဒီလိုအနေရွှေ့ပွားကြီးလို့ပြောတဲ့အပေါ်မှာဆဲဆိုတာကိုနားထောင်နိုင်ရင်တော့ ပေါ်ကြောက်ကတော့ဒေါခင်ကြီးပေါ်မှာအမျိုးယုံမကြီးလို့ပြောတဲ့ပုံကတော့ဒါတော်တော်လုံလုံကျွတ်ကျွတ်စော်ကားပြီးအောက်တန်းကျတဲ့အဖြစ်ဘူးလို့ဟောနော်ဒါကတော့တော်တော်ဆိုးရွားရွားတယ်ကျွန်တော်တုံ့တက်ပါတယ်ဆက်နာထောင်ကြည့်အောင်ဒီပုံကိုပါရင်ဆက်ပြောမလဲဆိုတော့ကဲဟောဝီဂျေဆုတင်ပါတယ်ခင်ဗျာနောက်ထပ်ပိုက်ဆက်လေးတွေဆက်ပြီးစောင်းမျိုးကြည့်ပါအောင်နော်ဒါကတော့အတော်လေးပါပေါ့နော်ဂျေဆုတင်ပါတယ်နောက်ထပ်ပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်